ကဲမင်္ဂလာပါညီကိုတို့ရေမင်္ဂလာပါဗျာကဲမင်္ဂလာပါ Google Page ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဗျာဆိုတော့ဒီ live ကတော့ကျွန်တော်တို့ဒီနေ့ဒါ73ရက်လေလံ2025ရက်ဒါ series A ပွဲရုံ30ချက်၄ပွဲကိုတင်ဆက်ပေးမှာဖြစ်ပါတယ်အားလုံးပေါင်းဒါဒီနေ့ကတော့ live 3ခုပေါ့နော် series ကျွန်တော်တပုတ်လွှင့်မယ်ပြီးရင် La Liga တပုတ်လွှင့်မယ်ပြီးမှနောက်ဆုံးမှာ Premier League နဲ့အတူရွေးချယ်မှုလေးတွေလုပ်တဲ့ဒါ live လေးဒါဒီနေ့3ပုတ် ဒီနေ့လွှင့်ပါမယ်ပေါ့နော်အဲ့တော့ဒီ live ကတော့ဒါ series တွေကဒါအဲလေးဘွဲရဲ့သုံးသက်ချက်တွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။မင်္ဂလာပါညီကိုတို့ညောအသေးလေးလက်မလေးနဲ့တရားဆက်လို့ကုညီပြီးတော့နှိပ်ပေးကြပါမလားသတို့ကြီးကျေးဇူးများကြီးတင်ပါတယ်ဗျ။အဲ့တော့ဒါ Elena ဘွဲကတော့ကျွန်တော် software ဖြစ်တဲ့အတွက်ရှောင်ထားပါတယ်။ကြိုက်လည်းတိတ်မကြိုက်ဘူးပေါ့လေနော်။အဲ့တော့ legacy ကတော့ဟိုဒါ Elena ကတော့ 1C ဖြစ်နေပြီပေါ့လေ။အဲ့ဘွဲတော့မပါဘူး။အဲ့တော့ကျန်တာကကျန်တဲ့နောက်နောက်ကျဘွဲ၄ဘွဲပေါ့နော်။အဲ့ဒီမှာဒီအစောဆုံးဘွဲကတော့ Fiorentina, Parma, Verona, Genoa နှစ်ဘွဲကတော့9နိုင်ဘွဲမှာကံမဲ့ပြီးရင်ဒီကိုမွန်နဲ့ Torino အသင်းကံမဲ့ည ညနေပွဲကတော့လာစီယိုနဲ့ရိုမာပွဲဒီလေးပွဲရဲ့ကျွန်တော်ပွဲချုပ်သုံးသက်ချက်တွေကိုအခုဒါတင်ဆက်ပေးမှာဖြစ်ပါတယ်เนาะအဲ့တော့ဒါ Wise Moment မှာဆော့ကျင်တဲ့ Newgreen တွေကလည်း Gobi ရဲ့ promo ဖြစ်တဲ့ GB777 ကိုအသုံးပြုတော့လေ100% bonus ရယူနိုင်ပါတယ်အသေးသေးသိရှိလို့ပါက Wise Bet မြန်မာ Facebook page နဲ့သူတို့ application သို့မဟုတ် website link ရဲ့ဒါအဲကာဆာမဆော့ဖ်စ်ကိုလေးကိုနှိပ်ပြီးတော့24နာရီတိလို့ရတယ်မြင်ပြလို့ရပါတယ်။ကြဲတော့ကျွန်တော်တို့ let's go ပါ။အဲ့တော့ Fiorentina နဲ့ဒီ Cagliari ဟိုပါ Parma Calcio နဲ့ပွဲမှာလက်ရှိအနေအထားအရာ ကြီးလေးဖွင့်လိုက်မယ်နော်အဲ့တော့အဲဖီရိုရီနာဘက်ကအင်ွဲမှာလုံး80ပေါင်ပေးထားပြီးတော့3လုံး90ပေါင်ဆိုတဲ့ကြီးနဲ့ပြန်ကထားပါတယ်ဒီမှာပြောချင်တာကလက်ရှိအနေအထားအရဖီရိုဒီနာဟာအဆင့်၈မှာရောက်နေတယ်52မှတ်နဲ့ပေါ့နော်ဆိုတော့ပါမားအသင်းကတော့တန်ဆင်းဆောင်ကရုံးနေတဲ့အသင်းဖြစ်ပါတယ်အဆင့်16 28မှတ်ဆိုတော့တစ်ဖက်ကဖီရိုဒီနာအသင်းဟာအဆင့်56ဝင်ဖို့ဥရောပဝင်ဖို့ရုံးကန်နေတဲ့အသင်းနဲ့နော်ဥရောပ တာဂတ်သွားနေတဲ့အသင်းနဲ့တန်ဆန်းစုံလွတ်မြောက်ရေးအတွက်ကံနေတဲ့နှစ်သင်းမှာအရေးချင်းအရာကတော့အများကြီးခွာခြားချက်ရှိပါတယ်။ဒီနှစ်သင်းရဲ့ပထမအကြော့ကျွန်တော်တို့ Fiorentina အဝေးဝင်းတော့ဒီပါမအင်ဝင်မှာ Fiorentina အဝေးဝင်းကနေပေးတဲ့ကြေးက level 50ရုံဖြစ်ခဲ့ပြီးတော့1-1ဆိုတဲ့ရလလီထွက်ပေါ်ခဲ့ပါတယ်။ဒါကြောင့်ဒီဒီမှာတကယ်ပေးတဲ့ကြေးက Fiorentina ဘက်ကအင်ဝင်မှာတစ်လုံး50ပေါင်ပေးရမှာ။အဲ့တော့အခုတစ်လုံး60ပေါင်ဆိုတော့ပေးတဲ့ကြေးမျိုးပဲပေးထားတယ်။ဒါပေမဲ့ လုံလောက်သောပြင်းရှမှုမျိုးတော့မဟုတ်ပါဘူးအဲ့တော့ဒီနေ့သိရမနက်ပမနစ်ကယာသည်2023လုံးကဒီဖလားပွဲတစ်ပွဲတွေ့ခဲ့တယ်ဗောနော်အီတလီဖလားမှာဗီရဒီနာအင်ကောမှာပေးတဲ့ကြီးကတော့တလုံး50ရှုံးအထိပေးခဲ့တာပါတူးတူးနဲ့ပွဲပြီးပါတယ်ဆိုတော့တလုံး50ရှုံးအထိပေးခဲ့တာကြောင့်အခုကြီးကတော့အရင်ကြီးဟိုပြင်းနေတော့ကြီးမျိုးမဟုတ်ဘူးအဲ့တော့ဟတ်တူဟတ်ရာကတော့နောက်ဆုံး5ပွဲဆက်ကြီးကြထားခြင်းဖြစ်ပါတယ်ဒါကြောင့်ဒီနေ့ဘက်မှာဗီရဒီနာကြီးအနေငယ်လေးတော့ အောင်လာနိုင်ခြင်းရှိပါတယ်။တစ်ဖက်ကပြန်စင်းစားမယ်ဆိုရင်လက်ရှိ current form ရ Fiorentina ကနောက်ဆုံးပွဲမှာကျွန်တော်တို့ဒီ Europa Conference League မှာလည်းရလာကောင်းတယ်။အဝေးခွင်းမှာ1-2နဲ့နိုင်တာတဲ့အချက်ကြောင့်လာမယ့်အပတ်မှာဒီအိမ်ခွင်းအားသာချက်ကြောင့် ACC ကန်လို့ရတယ်။နောက်တစ်ဆင့်တက်မှာဖြစ်ပါတယ်။အဲ့တော့လက်ရှိပြန်ပြီးတော့ Serie A ဘက်ကိုပဲအာရုံစိုက်ရမှာဖြစ်တယ်။ Serie A ကိုပြန်ကြည့်ရအောင်နောက်ဆုံးပွဲက AC Milan အသင်းအိမ်ခွင်းမှာ 2 2နဲ့ကန်လာတာဖြစ်ပါတယ်အဲ့ဒီရှိမှာအက်လနာအသင်းကို1 C နဲ့နိုင်လာတယ်ဂျူမတက်စ်အသင်းကို3 C နဲ့နိုင်လာတယ်ဆိုတော့ဖီရတီနာချီစွမ်းဟာတော်လီကောင်းမွန်တဲ့အနေအထားမှာတွေ့ရပါတယ်ဆိုတော့ဂျေးအရာရှင်ကြည့်ရမယ်ဆိုတော့လက်ရှိပါမရဲ့အောက်အဆင့်18ရောက်နေတယ်နော်လက်ရှိရမယ့်20 6မှတ်နဲ့ရက်တည်နေတယ်အစင်း18မှာရက်တည်နေတယ်လက်ကြီးကြီးနဲ့ကျွန်တော်တို့ရှင်းရမှာဖြစ်ပါတယ်လက်ကြီးအသင်းကိုဖီရဒီနာပြီးခဲ့တဲ့3လပိုင်းတည့်ရက်နေမှာအိမ်ခွင်းမှာပြီးခဲ့တဲ့ကြီးက level 100ရှုံးဝင်ရိုးပဲရှိခဲ့ပါတယ်เนาะဒါကြောင့်အဲတုန်းက 1C နဲ့အောင်ခဲ့တာအကြောင်းအခု လက်ချီရဲ့အပေါ်ကအစင်၁၆ပါမ28မှတ်နဲ့ရည်တည်နေတဲ့အသင်းကိုပေးတဲ့ဂျီအီကတလုံး60ဘောင်းဆိုတဲ့ဂျီဟာဒါအဲထက်တွက်လို့ရတယ်ပေါ့နော်ဆိုတော့နားလေပြီးလို့ရတဲ့ဂျီမျိုးဖြစ်ပါတယ်ဆိုတော့ဘက်ကပြန်ကြည့်ရရင်ဂိုးပေါင်းဂျီပါ ကြနေတဲ့အချက်ကြောင့်လက်ရှိအနေအထားအရနေမယ်ဆိုတော့ Fiorentina ဒီဘက်မှာသုံးမှတ်သေးကြပေါ့ရနိုင်တဲ့အနေအထားလေးတွားတွေ့ရပါတယ်အဲ့တော့9ပေါင်းကြီးက3လုံး90ပေါင်းဆိုတဲ့အနေအထားကြောင့်တစ်ဖက်ကပါမအသင်းအားလည်းလက်ရှိ current form ရတေးပွဲတွေတောက်လျှောက်ကန်နေတယ်ဒီထဲမှာနောက်ဆုံးပွဲ Inter Milan အသင်းကိုအိမ်ခွင်မှာတူးတူးနဲ့ကန်နေတဲ့အချက်တွေ့ရတယ် Verona Monza ကိုတေးကန်တာတိတ်မထူးဆန်းဘူးနောက်ဒီ Torino အသင်းကိုတေးကန်နေပေါ့ဒါပေမဲ့ level run နဲ့အောက်ပိုင်းအသင်းတွေတော်တော်များများကိုပေါမဟအဝေးဝန်းမှာလက်ရှိချိန်မငိမ့်တဲ့အနေအထားလေးတွတ်တွေ့ရတယ်เนาะအဲ့တော့ Udinese အသင်းအိမ်ခွင်မှာ1-0နဲ့ရှုံးလာတယ်။ Cagliari အိမ်ခွင်မှာ2-1နဲ့ရှုံးလာတယ်เนาะ AC Milan ကို3-2နဲ့ရှုံးတယ်။ Genoa ကိုဒါ1-0နဲ့ရှုံးတယ်။အချက်ကြောင့်လက်ရှိအနေအထားအရနေမယ်ဆိုရင်တော့ကျွန်တော်တို့ ဖေရဒီနာပဲကြိုက်တယ်ဗျ။တော့တစ်ဖက်ကပါမအင်တာကိုဘလိုပဲတည်ကန်ကန်လက်ရှိဒါဥရောပဝင်ခွင့်အတွက်ရုန်းကန်နေတဲ့เนาะဟိုတာဂတ်ထားပြီးကန်နေတာဖြစ်တဲ့ဖေရဒီနာပဲကျွန်တော်ကြိုက်တယ်เนาะနေမယ်ဆိုရင်တော့ဖေရဒီနာ wins double chance နဲ့နေရင်တော့အကောင်းဆုံးပဲဆိုတော့ယင်းရဲ့เนาะဒါဖေရဒီနာ body လေးတော့ပါပါလေးတော့ကြိုက်ပါတယ်เนาะဖေရဒီနာ body ပါ။အဲ့တော့နောက်ပွဲကတော့ဗီရိုနာနဲ့ဂျီနိုအာပွဲဖြစ်ပါတယ်။ဒီမှာဒေဂျီပြေးထားပြီးတော့မှနှလုံးတည်ကြီးပေးထားတယ်ပေါ့ပထမချော့ဂျီနိုအာအင်ကုန်းမှာလေဗယ်တရားရှုံးပေးပြီးတော့ဇီတူးဆိုတဲ့ရလနဲ့ပွဲပြီးခဲ့တာဖြစ်ပါတယ်။ဒါကြောင့်ဒီနေ့မှတကယ်ပေးတဲ့နေကြီးက ဒဲဂျီပေးရမှာဖြစ်ပြီးတော့အခုပေးတဲ့ဂျီကတော့ဒါကွတ်တီမှန်နေပါတယ်အဲ့တော့မနေ့ကဗီရနာအင်ကုန်းမှာ2024တောင်ပေးတဲ့ဂျီကလေဒဲဂျီပဲအဲ့ဒါလေ1 2နဲ့ဂျွန်နော်အသိန်းကပဲအင်ကုန်းမှာနိုင်ခဲ့တာဖြစ်ပါတယ်အဲ့တော့ပြန်ကြည့်ရရင်တော့2သိန်းစလုံးရဲ့ကာရဖောင်ရ under 2.5အများစုသွားတွေ့ရတယ်လက်ရှိဗီရနာရဲ့လက်ရှိကာရဖောင်နောက်ဆုံး9ပွဲမှာ6ပွဲ9အောက်ထားတယ်တပွဲပဲ9ပေါ်ထားပါတယ်အဲ့တော့တစ်ပတ်ကအသိန်းဂျီနိုအောင်ပြန်ကြည့်ရရင်လည်းထိုးနေလောက်ပဲနောက်ဆုံးဒါပြန်မလို့6 9ပွဲမှာ6ပွဲ9အောင်တယ်တပွဲပဲ9ပေါ်ထားတာ တွေ့ရပါတယ်အဲ့တော့လက်ရှိအနေအထားအရနှလုံးသေဆိုတဲ့ဂျေးကြောင့်အဲတစ်ဖက်ကပြန်စင်းသားမယ်ဆိုရင်လည်းနှစ်သင်းစလုံးရဲ့အားနည်းချက်ကိုစီရှိတာကြောင့်ဒီဘက်လေးကျွန်တော် 6အောက်ပဲကြိုက်ပါတယ်ဗီရနာ6အောက်ဖြစ်ပါတယ်နောက်တစ်ပွဲကတော့ကိုမိုနဲ့တိုရိုင်နိုပွဲပါဒီမှာကိုမိုအသင်းကတလုံး80ပေါင်နှလုံး80ရှုံးပေးထားပါတယ်ပထမအကြော့တိုရိုင်နိုအိမ်ကွက်မှာဒဲဂျီပေးခဲ့ပြီးတော့1-0ဆိုတဲ့ရလလီထွက်ပေါ်ခဲ့ပါတယ်ဒါကြောင့်ဒီနေ့မှမှာတကယ်တမ်းပေးသင့်တဲ့ကြီးကကိုမိုအိမ်ကွက်မှာကိုမိုဘက်က level 100ရှုံးပေးသင့်တဲ့အနေအထားမျိုးတော့ဖြစ်ပါတယ်အဲ့တော့အခုပေးတဲ့ကြီးကလည်းတလုံး60ပေါင်80ပေါင်ဆိုတာဟာကိုမိုကြီးလိုရတဲ့အများကြီးတော့ပြင်းနေပါတယ်ဘာဖြစ်လို့လဲဆိုတော့ကိုမိုဟာလက်ရှိ series မှာရက်တည်တဲ့ အဆင့်ကရန်ကင်ကအဆင့်73မှာရောက်နေတဲ့33မှတ်နဲ့အတင်းမှာတိုရိုင်နိုကလက်ရှိဒါအဆင့်10မှာနော်ရမှတ်40နဲ့အတင်းဖြစ်ပါတယ်ပြန်ကြည့်ရရင်ကိုမိုကကြေးအရာကတော့မှန်ပါတယ်တော်တော်လေးပြင်းတယ်နော်ပြင်းတယ်လို့လည်းဒီရာသီမှာရလက်တွေကောင်းနေပိုင်ဆိုင်ထားတယ်နာပိုလီအသင်းကိုတော်မှ2-1နဲ့အိမ်ကောင်းမှနိုင်ထားတဲ့ရလက်ရှိခဲ့တာကြောင့်လဲကိုမိုကအစိတ်ရှိတဲ့အသင်းလို့ပြောလို့ရပါတယ်ဒါပေမဲ့တစ်ဖက်ကတိုရိုင်နိုဟာအလောက်ကြီးခြေစွမ်းဆိုးရွားနေတော့အသင်းတော့မဟုတ်ဘူးဗျကာရာဖောင်အရာကခြေစွမ်းတော်တော်ကိုတည်ငြိမ်နေလို့ကျွန်တော်တို့ပြောလို့ရတယ်မနေ့ကကျွန်တော်တို့အော့စ်ဘတ် ့ Osbert အစင်လေးနဲ့သွားဆင်နေတယ်ပေါ့နော်ဒီဒီပွဲလေးကအဲ့တော့ Torino ကိုပြန်ကြည့်ရရင်တစ်ဖက်ကကြီးတွေလည်းတောက်လျှောက်အောင်လာသလိုဒီအသင်းကြီးတွေဖြစ်တဲ့ Lazio တို့เนาะဒီဟိုအဲ Atlanta တို့လိုမျိုးအသင်းအိမ်ကွင်းတွေမှာလေဒါရလက်လေးကြီးကောင်းမွန်ခဲ့တာကြောင့်ဒီကြီးကကိုမဘလိုပဲပြင်းပြင်း ဒါခေါ်ကြီးဖိုက်တာတွေကိုခေါ်ကြီးလို့ပဲကျွန်တော်တို့ယူဆပါတယ်။တိုရန်တိုအသင်းအနေနဲ့အဝေးဝန်းကနေလက်ရှိအနေမှာရှုံးနေပွဲတစ်ပွဲပဲရှိတယ်။အဲ့ဒါကလည်းအင်ဝင်းရလက်အရန်ကောင်းတဲ့ဘောလုံးညာအင်ဝင်းမှာ3-2နဲ့ပဲရှုံးထားတဲ့အချမ်းကြောင့်ဒီပွဲတော့တိုရန်တိုတည်ရလောက်တော့ရနိုင်မယ်ထင်ပါတယ်။နော်ဒါဒါဒီပွဲလေးတော့အဲဂျီကဂျီအရနေတင်တာတော့ကိုမိုပဲနေတင်တာဖြစ်ပါတယ်။ဘာလို့လဲဆိုတော့ဂျူဝင်တော်မှအင်ဝင်းမှာတလုံးတည်ရတိုရန်တိုကိုပေးခဲ့ပြီးတော့2-0နဲ့နိုင်တဲ့အနေအထားမျိုးမှာကိုမိုကတလုံး80ပေါင်းပေးထားတယ်။ဘောလုံးညာလိုအသင်းတော်တလုံး90ပေါင်းပဲတိုရန်တိုကိုဖွင့်လှစ်ခဲ့တဲ့အနေအထားမျိုးမှာကိုမိုကပါလာပြီးတော့ ့ဒါအဆင့်73ကအသင်းကเนาะအဆင့်10ကအသင်းကိုတလုံး90ပေါင် ပေးရတယ်ဆိုတော့ဂျီအရာကတော့ကိုမိုတော့နေတဲ့နေဒါပေမဲ့ကျွန်တော်ဒီပွဲလေးတော့ထောင်ချောက်ဂျီလိုပဲကျွန်တော်ယူဆတဲ့အချက်ကြောင့်ကျွန်တော် ိုရန်နိုပဲကြိုက်ပါတယ်တိုရန်နိုပေါ်ရီဖြစ်ပါတယ်โอเคဒါဆိုတော့ကျွန်တော်တို့စီးရီနောက်ဆုံးပွဲကတော့လာစီယိုနဲ့ရူမာပွဲလေးဖြစ်ပါတယ်ဒီမှာလက်ရှိရူမာဘက်က level 30ပြန်ပေးထားတယ်ဆိုတာဟာတော်တော်လေးထူးဆန်းတဲ့အခြေမျိုးဖြစ်ပါတယ်ဒါဆိုတော့ထူးဆန်းတာကလည်းလက်ရှိလာစီယိုအသင်းဟာသူတို့ပြီးခဲ့တဲ့ပွဲမှာဘော်ဒိုကလင်အသင်းကို Europa Conference Europa League မှာ2-0နဲ့အဝေးခွင်မှာရှုံးနေခဲ့တာကြောင့်လာမယ့်အပတ်ဒီ16ရက်နေ့မှာလာစီယိုအိမ်ကွန်းမှာဘော်ဒိုကလင်ကိုဒါပြန်ပြီးခံပတ်ရမယ့်အနေအထားဖြစ်ပါတယ်ခံပတ်တာတော့မှနှစ်ကိုးပြည့်နဲ့အထက် ခန်းဘက်မှာသာနောက်တစ်ဆင့်ရောက်ရှိနိုင်မှာဖြစ်တာကြောင့်လာဇီယိုဟာဒီနေ့ရိုမောင်းနဲ့ပွဲမှာအာယုံဆိုင်မှာမဟုတ်ဘူးလို့ပဲယူဆတယ်။အာယုံဆိုင်မှာမဟုတ်ဘူးဆိုတာလုံးဝရှုံးပေးမှာမျိုးတော့မဟုတ်ဘူး။ဒါပေမဲ့ခန်းစင်အသားပေးပြီးတော့တည်တမတ်မရရအောင်ယူမဲ့အနေအထားမျိုးကိုဆိုလိုခြင်းဖြစ်ပါတယ်။အဲ့တော့လက်ရှိလာဇီယိုဟာအဆင့်6မှာ55မှတ်နဲ့ယက်တည်နေတယ်။ရိုမောင်းကအဆင့်9မှာ53မှတ်နဲ့ယက်တည်နေတာကြောင့်လာဇီယိုဟာရိုမောင်းကိုသူ့နေရာကိုတော့ခွင့်ပြုပေးမယ်တော့မထင်ဘူး။ဒါပေမဲ့ပထမအကြော့မှာရိုမောင်းအိမ်ကမှာဒဲဂျီပေးခဲ့ပြီးတော့2-0နဲ့ရိုမောင်းကနိုင်ခဲ့တာကြောင့်ဒီနေ့ဘက်မှာတကယ်တမ်းပ 必定的记号。 လာစီယိုဘက်ကဒါ level တရားရှုံးကြီးပေးရမှာဖြစ်ပါတယ်။ဒါကြောင့် level တရားရှုံးအစရိုမာဘက်ကတော့မှအဝေးဝင်ပြန်ပေးတဲ့အနေအထားမျိုးမှာလာစီယိုကြီးအင်မတန်ပျော့ပါတယ်။ဒီနှစ်သင်းရဲ့ head to head အရာကလည်း under 2.5တော့နောက်ဆုံး6ပွဲဆက်တော့ဖြစ်ထားတယ်ပေါ့နော်။အဲ့တော့လက်ရှိအနေအထားအရလာစီယိုပြန်ကြည့်ရရင်လေလာစီယိုရဲ့ Garafon အရာနောက်ဆုံး6ပွဲမှာတပွဲပဲနိုင်လာတယ်။ဒါပေမဲ့အဲ့ဒီပွဲကလည်း Atlanta အိမ်ဝင်မှာနိုင်လာတာ။ဆိုတော့ Toronto အသင်းကိုတည်ကြီးကြားထားတယ်။ဘောလုံးကြောင့်9ခုမြန်နဲ့ရှုံးတယ်။ Udinese ကိုတည်ကြီးကြားတယ်။ဆိုတော့တစ်ဖက်က Roma ဟာလက်ရှိ Renia ကြီးလက်ထက်မှာတော်တော်လေးအခြေစွမ်းတိုးတက်လာတဲ့အနေအထားမျိုးဖြစ်တာကြောင့် ဂျေးအရာလက်ရှိ level 30ရှုံးကမှနှလုံး60ရှုံးဆိုတော့ဂျေးကြောင့်ကျွန်တော်ပြောလို့ရော Roma တော့ကြိုက်လိုက်ပြန်နောက်တစ်ချက်က Roma မှာဒီနေ့ဘက်မှာ Dybala မပါနိုင်ပါဘူး Dybala တော့မပါနိုင်တဲ့အနေအထားမျိုးမှာ Roma ဘက်ကအဝေးဝင်းပေးစရာဘာကြောင့်မှမရှိဘူးဒါကြောင့်ဒီဘက်က Lazio တေးရရုံပဲကံပဲပွဲမျိုးဖြစ်တယ်လို့ပဲကျွန်တော်တော့သုံးသပ်ပါတယ်တော့နာမဲ့ ဘိုဒီဘိုဒိုကလင်းနဲ့ပွဲအတွက်ပဲလာစီယိုအယုံစိုက်ဖို့များတယ်ဆိုတော့တေးတမလောက်တော့ပေးရနိုင်တာကြောင့်ဒီပွဲလေးတော့ကျွန်တော်ရိုမာပဲကြိုက်ပါတယ်လေဗယ်10ရှုံးကတော့ရင်းလို့အဆင်ပြေမယ်ထင်ပါတယ်နော်ရိုမာပေါ်ရီဖြစ်ပါတယ်โอเคအဲ့ဒါဆိုတော့ဒါဒီနေ့ဒါဒီဒီ live ကတော့ဒါ series A ၄ပွဲရဲ့ live only ဖြစ်ပါတယ်ရွေးချယ်မှုကတော့ကျွန်တော် Premier League ဟိုရွေးချယ်မှုဟိုသုံးသက်ချက် live မှာကျွန်တော်အဲမာလေးသင်းပေါင်းလေးတွေရွေးပြီးတော့ဒါ body လေးတွေနှစားပွဲလေးတွေပြောပြီးတော့မှာဖြစ်ပါတယ်ဒါကတော့ကျွန်တော်ဒီနေ့ရဲ့လေးပွဲရဲ့သုံးသက်ချက်တီးတန်းတာဖြစ်ပါတယ်เนาะအကုန်လုံးတော့ရှောက်မစောကြပါနဲ့ okay ဒါဆိုတော့ဒါဒီနေ့ဒါ tissue brother တွေ share brother တွေ comment brother တွေဒါတောင်ချင်းချင်းကျေးဇူးများဒီမှာရရဆိုတော့ now live now live လေးမှာပဲကျွန်တော်အခုဆက်ပြီးတော့လွှင့်ပေးပါမယ် now live ကတော့ La Liga live လေးဖြစ်ပါတယ်ပြီးရင်တော့ကျွန်တော် Premier League live လေးဇက်တိုက်ဒါလွှင့်သွားပေးမှာဖြစ်ပါတယ် okay အားလုံးပဲ good luck ပါ brother